ပါစာတနေ့ကို6000တက်သားနေလေခမရာတတိယနေ့55လောက်ခန်းတော့ရွေးချက်တော့မပါဘူးဒါပေမဲ့စိတ်မှုယာယီမှုတွေကကျွန်တော်တရားဓမ္မခေါ်ဆောင်ပြီးတော့သူတို့ရုံးရောက်တဲ့ခါကျတော့ဟိုမင်းအသက်ပြည့်ပြီးစစ်မှုထမ်းရမယ်ဆိုပြီးတော့ကျွန်တော်တရားဓမ္မလက်မှတ်ထိုးခိုင်းတယ် အဲ့မှာရင်းဆန့်သေးတယ်အဲ့မှာသူတို့ကပြောတယ်ဟောဆေးဆေးချမအောင်လို့အိမ်ပြန်ခွေးပေးမယ်လို့လည်းပြောတယ်နောက်ပြီးတော့အန်နဲ့နှုတ်930စူဆောင်ရေးတက်အင်ဂျင်နီယာတရင်ကိုပို့တယ်ပို့ပြီးတော့အဲ့မှာကျွန်တော်တို့တလာနေရလောက်ခင်မှာပဲအခန်းပိတ်လောင်ပြီးတော့ကျွန်တော်တို့ထားတယ် တထဲမှာတက်တက်ယူဝါဒတွေကိုလည်းမကြိုက်ဘူး။နောက်ပြီးတော့ခေါင်းဆောင်တွေရလည်းအောက်လက်ငယ်သားတွေပေါ်နိုင်ချင်းဖိနှိပ်နိုင်ရရှိ။နောက်ပြီးတော့ကျွန်တော်တို့မလောက်ချင်တာတွေကိုလည်းအတင်းခိုင်းနေ။အဲ့အတွက်ကျွန်တော်တို့ကျွန်တော်တို့စိတ်နေသဘောထားနဲ့မကိုက်ညီတဲ့အတွက်ကျွန်တော်တို့ဒီဒီဒီတက်သေးကိုကျွန်တော်တို့ခိုးလောင်အောင်ခြင်းဖြစ်တဲ့အလင်းဝင်အောင်ခြင်းဖြစ်တဲ့ နော်နော်ရေရေကျူဆိုရဲမိသားစုလိုပဲသဘောထားတယ်နောက်ပြီးတော့ညီကူမောင်နှမလိုပဲနော်လိုလည်းစိတ်မရှိအားလုံး အားလုံးဆောင်ရွက်ပေးတယ်နော်ဒီမှာအဆင်ပြေတယ်။နောက်ပြတော့အရင်မိသားစုလည်းနေကောင်းနေကောင်းအောင်နေကျွန်တော်ဒီမှာ အားလုံးလူစိတ်မရှိဖြည့်ဆည်းပေးထားတယ်။ အရင်မေမေကိုလည်းကျမ်းမကြီးကောင်းအောင်နေအဲ့တော့ဟိုဟာအကူတွေညီတွေကိုလည်းဒီပြည်သူစစ်မှုရဲနဲ့ကိုမပါသေးခြင်း